လူငယ်တွေဆိုတာ15နဲ့20ကြားလောက်အရွယ်တွေကကြတော့ဒီစာအုပ်နဲ့စပိန်နဲ့ရောက်လာတဲ့အချိန်မှာဟိုဘယ်လိုပြောမလဲဟိုစိတ်လှုပ်ရှားမှုတစ်ခုခံစားရတဲ့ပုံစံမျိုးကျွန်တော်တွေ့ရဟိုစိတ်လှုပ်ရှားမှုဖြစ်သွားတာကိုကျွန်တော်ကျင်းတဲ့အဲ့ဒါကျွန်တော်တို့အရသာလေးပဲ ခန်းမှန်းကြီးကတော့တထောင်တော့ကျော်တယ်။တထောင်ကျော်တော့ရှိတယ်။စာဖတ်မဲ့ပြန်ပြချင်းတဘောကိုကျွန်တော်ကြည့်လိုက်တယ်။စာရေးဆရာစုံအောင်ထည့်တယ်။အဲသူတို့ရဲ့လူကျင်တဲ့ပုံစံနဲ့အနည်းဆက်ဆုံးတူအောင်ယူသွားလိုက်တယ်ပေါ့။အဲဒီခါကျရင်သူတို့မျက်မြင်မှာရွေးလိုက်ရတာပုံစံပြေး။ကျွန်တော်ကအလုပ်ရရောအရှင်နေရတော့စာအုပ်တစ်ခါငှားရင်ကျွန်တော်ကနှစ်ပတ်လို့ခေါ်တာ။လူကျင်တဲ့လောက်စာဖတ်သူကလူကျင်တဲ့လောက်ပေးမယ်ဆိုရင်လည်းကျွန်တော်မပေးပါဘူးကျွန်တော်အနေနဲ့အများဆုံးပေးတဲ့စာအုပ်ကနံပါတ်တစ်ခုနဲ့ဖုန်းနံပါတ်တစ်ခုကိုကျွန်တော်က၄အုပ်အများဆုံးပေးတယ် မင်္ဂလာပါကျွန်တော်ကျွန်တော်အားရရလေးတွေမှာကျွန်တော်ခင်တဲ့နေနဲ့မိတ်ဆွေတွေပြီးတော့ကျွန်တော်လေးစားရတဲ့သူတွေတွေ့ဆုံတဲ့အစီအစဉ်လေးတွေနောက်ကျွန်တော်ကြိုက်တတ်တဲ့စားတော့ဆရာလေးတွေအဲသွားစားတယ်ဆိုင်လေးတွေမှာနည်းနည်းဆက်စုတာလေးတွေအဲ့ဒါလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဒီနေ့မှာနောက်ထပ်ထူးထူးခြားခြားကျွန်တော်မိတ်ဆွေတယောက်နဲ့မိတ်ဆက်ပေးဖို့စီစဉ်ထားပါတယ်ခင်ဗျမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါအရင်ဆုံးနာမည်လေးမိတ်ဆက်ပေးပါအာကျွန်တော်နာမည်ရဲလင်းထော်ပါကိုရဲလင်းထော်အောင်က ့ online မှာ page လည်းရှိတယ်เนาะသူ့ရဲ့ထူးထူးခြားခြားအာတကယ်ဝါသနာစိတ်ကူးနေပြီးတော့ကျွန်တော်တို့လို့စာဖတ်တာကြိုက်တဲ့သူတွေစာဖတ်ဝါသနာရှင်တွေအတွက်သူ writer လုပ်ပြီးနေတဲ့အစီအစဉ်လေးရှိပါတယ်အဲ့ဒါလေးဟိုနည်းနည်းလောက်ပြောပြပေးပါဟုတ်ကဲ့ကျွန်တော်ကအခုကတော့ဒီရန်ကုန်ထဲမှာပဲပေါ့နော်ဟုတ်အဲကျွန်တော်ကိုပိုင်စပိန်နဲ့ကျွန်တော်ကိုပိုင်စာအုပ်တင်နေပဲပေါ့နော်စာအုပ်တင်နေပဲအဲ fashion တဲ့လူတွေတွေရှိ ကျွန်တော်အားတဲ့ရက်လေးတွေပေါ့အဓိကကတော့ပိတ်ရက်တွေပေါ့ကျွန်တော်ပိတ်ရက်တွေကိုအများနဲ့လိုက်ပြီးတော့ပို့ပေးနေတယ်ပို့ပေးတယ်အဲ့တော့ဒါမဲ့သူတို့ဖတ်ချင်တဲ့စာအုပ်တွေအရကိုမှအကုန်လုံးရှိချင်မှာတော့ရှိမှာပေါ့နော်အဲ့တော့ဟိုရှိတဲ့စာအုပ်တွေတွေရပေါ့အဲ့ဒါမျိုးကိုကြည့်လို့ရလားဘယ်စာအုပ်တွေအခုစီမှာရှိလဲဆိုတဲ့ဟာကိုဝင်ကြည့်လို့ရလားကျွန်တော်မှတော့အဓိကကတော့ကျွန်တော်အဲ photo event ထဲမှာထားတာပေါ့နော် event ထဲမှာကျွန်တော်ဟိုငှားယူဖတ်ရှုနိုင်သောစာအုပ်များဆိုတော့ event လေးတော့လုပ်ထားတယ်ဒါမဲ့အဲ့ဒီထဲမှာရှိတဲ့စာအုပ်တွေကတော့အလုံးစုံတော့မဟုတ်တော့ဘူးပေါ့ဟုတ်တော့အဲ့ဒါမှမပါဘဲနဲ့လဲနောက်ထပ်အသက်တွေတော့ထပ်ရှိ ချက်ရှိတယ်နောက်တချို့လဲကိုကဖက်ချင်တယ်ပြောတဲ့အချိန်မှာသူများငါးကလည်းတခါလည်းဖြစ်နိုင်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးဖက်ချင်တယ်ဆိုရင်အခုအဲ online မှာလာပြီးတော့လိပ်စာလေးနဲ့လာပြောထားလို့ရတယ်အဲ့ဒါကိုကိုကအခါချင်းဝင်မယူပဲနဲ့ဟုတ်လားအခါချင်းဝင်တော့မယူပါဘူးဩအဲ့ဒါကိုကိုတိုင်အိမ်နိုင်ရောက်လိုက်ပူပေးတာဗျာအဲပြီးတော့နောက်တစ်ပတ်ဆိုလို့ရှိရင်လည်းနောက်တစ်ပတ်မှာပြန်လာသိမ်းပေးတယ်ဆိုတော့အဲ့ဒီလောက်ဒီလိုခေချီနေမှာဒါမျိုးလုံနိုင်မှုဆိုတာ ကျွန်တော်တို့ဆိုရင်လည်းဘူးမလုံနိုင်ဘူးဗျာသိလားစိတ်ကူးရှိတယ်ဆိုရင်တော့အဲ့ဒါလုံနိုင်ဘူးကတော်တော်မလွယ်ဘူးဆိုတော့ဟိုဘာကြောင့်အဲ့ဒါလေးလုံးဖြစ်သွားတာလဲအဲနှစ်ခုပေါ့နော်ကျွန်တော်ကတော့နံပါတ်1ကတော့ကျွန်တော်ကကျွန်တော်အုပ်ဖတ်ရတာတော့ကျွန်တော်ကြိုက်စာအုပ်တိတ်တိတ်ထားတယ်ပေါ့ဒါတစ်ချက်နောက်တစ်ချက်ကကျွန်တော်ကစပိန်စီဒါကျွန်တော်ရဲ့ပုံမှန်အဒူတီတစ်ခုလိုပဲအဲ့တော့အဲ့ဒီနှစ်ခုကိုဟိုစပိန်နဲ့စီးကျင်တယ်အဲဒီရှိနေတဲ့စာအုပ်တွေကလည်းအိမ်မှာပဲထားလဲကျွန်တော် ဖတ်လို့လည်းမကုန်နိုင်ဘူးဒီတိုင်းပဲဆိုတော့တခြားဖတ်ရှင်တဲ့လူတွေဘယ်သူရှိမလဲတချို့ကတော့ဖတ်ရှင်တယ်သူတို့လာလည်းမယူနိုင်ဘူးပေါ့အဲ့ဒါဆိုရင်အဲ့ဒါဆိုရင်လာပို့မယ်ဆိုတာလေးကိုစဉ်းစားလိုက်ရင်လည်း online တင်လိုက်တော့ဟိုအစားကတော့နည်းနည်းပဲပို့မယ်စီစဉ်ထားတာဒါပေမဲ့ခြားလူတွေကလည်းဖတ်ရှင်တယ်ပေါ်လာတော့အဲအများကြီးဖြစ်တော့တာပေါ့အဲ့ကြတော့ဟိုနိုင်ရောနိုင်ရဲ့လားကိုရိုင်းရဲ့လို့စပိန်နဲ့ live ပို့နေတယ်ဒီဘက်ကအခုကတော့ဘယ်လိုပြောမလဲနောက်ဆုံးတော့နိုင်ရဲ့လားဆိုတာထဲနိုင်တယ်လောက်ကျွန်တော်လုတ်ရတာပေါ့နော်နိုင်တယ်လောက်ကျွန်တော်လုတ်ရတယ်နိုင်အောင်အတိုင်းတာတော့ကျွန်တော်ဖန်တီးထားတာလေးပေါ့ဆိုတော့ဟိုအဲ့ဒါလေးလုံးဖြစ်သွားတာ အချိန်ကာလအနေနဲ့ဆိုဘယ်လောက်လောက်ကြာပြီလဲဒီမှာအလုပ်ဖြစ်တာတော့အခုက3လလောက်ပဲရှိရပါဘူးဒါဒီမှာအနေနဲ့ကတော့3လပေါ့ဒါကတော့အိမ်နိုင်ရောက်လိုက်ပို့တာဟုတ်ကဲ့တစ်ချိန်လုံးကတော့ကျွန်တော်ကအိမ်နိုင်ရောက်ပို့တာတော့မဟုတ်ဘူးဟုတ်ကျွန်တော်အိမ်မှာပဲလာယူပို့အဲနောက်ကျွန်တော်အလုပ်လုပ်တဲ့နေရာမှာလာယူပို့ဟုတ်နှစ်နေရာလို library လို့အဲ့လိုမျိုးလုပ်ထားတာတော့လေးနှစ်လောက်တော့ရှိပြီရှိသွားပြီဒါဒီမှာကတော့ဒါအခုမှအိမ်နိုင်ရောက်လိုက်ပို့တဲ့ကိစ္စလေအလုပ်လုပ်တဲ့နေရာနဲ့ပတ်သက်ပြီးရောပြောပြလို့ရလား ပြောလို့ရပါတယ်ဒါကတော့အရင်တုန်းကတော့ကျွန်တော်ကဒီမှာနေတာမဟုတ်ပေါ့နေမှာနေတာပေါ့နော်နေမှာနေတော့အဲ့ဒီနေမှာပဲညနေပိုင်းကြာလို့ရှိရင်ကျွန်တော်အလုပ်တဲ့အလုပ်လေးရှိရပါတော့အဲ့ဒီလုပ်နေတဲ့နေရာမှာညနေပိုင်းကြာရင်ကျွန်တော်အချိန်ပိုင်းလောက်ပဲနှစ်နာရီလောက်ပဲလုပ်တာဆိုတော့လေအဲ့ဒီနေရာမှာကျွန်တော်အလုပ်လုပ်နေတဲ့အချိန်တော်တွေမှာအဲ့ဒီမှာလာတဲ့လူငားလို့ရအောင်အဲ့လိုမျိုးကလေးတွေလည်းလာပါတယ်ကလေးတွေလည်းလာတယ်အကုန်လုံးလာပါတော့ဟုတ်ကဲ့ခန့်မှန်းကြီးအခုဆိုဇောက်ဘယ်လောက်လောက်ရှိပြီလဲကျွန်တော်အရင် ခန်းမှန်းကြီးကတော့တထောင်တော့ကျော်တယ်။တထောင်ကျော်တော့ရှိတယ်။ဒါပေမဲ့ကျွန်တော်အခုလက်ရှိကျွန်တော်လက်ထဲမှာရှိနေတာဒီကျွန်တော်800လောက်ပဲရှိမယ်လို့ပြန်မှန်းလို့ရ။ကျွန်တော်လည်းတဲ့ပြောရရင်တော့ကျွန်တော်စည်ရင်းနဲ့တော့မလုပ်ထားဘူး။အရင်ကတော့စည်ရင်းရှိတယ်။အကုန်လုံးစည်ရင်းနေရှိတယ်မှတ်ထားတယ်ပေါ့နော်။သို့တော့အခုကတော့ကျွန်တော်အရှင်နေတစ်ခုကြောင့်အဲ့ဒီတချို့တဝက်ကမရှိတော့မရှိတော့ဆိုတော့စာအုပ်ဒီ800လောက်ကတော့ကျန်တယ်။အဲ့တော့နှစ်ပတ်နေတော့ဟိုကျန်တယ်။လာရင်တော့လာတဲ့နေ့တုန်းကဆက်ပြီးရင်ပါ။ အခုအခုဒီ service လေးကိုကို စောင်းလေးလိုက်ပူပေးနေတဲ့အချိန်မှာလေအကုန်လုံးအမြင်နဲ့စပုဖြစ်နေလားအဲ့လိုအခက်ခဲတွေရောရှိလားအဲ့အဆင်မပြေတာတွေပါတွေရောရှိလားနဲ့လောက်ပြောပြလို့ပေါ့အဲအလုပ်တိုင်းကတော့အခက်ခဲရှိတာပေါ့နော်အခက်ခဲဆိုတော့ကိုယ်စိတ်နဲ့သူများစိတ်နဲ့မတူတဲ့ခါကြဆိုတော့ရဲ့နောက်ကိုဘာလုပ်မယ်ဆိုတာသူများတွေမသိတဲ့အနေအထားမျိုးရယ်ဆိုတော့အဲပြီးတော့အများနဲ့ကျွန်တော်နဲ့တယောက်တည်းပတ်သက်ရတဲ့ခါကြတော့လေအဲ့တော့သူတို့လူကျင်တာတမျိုးကျွန်တော်ပေးကျင်တာတမျိုးပေါ့ပေးပေးကျင်တယ်ဆိုတော့ကျွန်တော်ပေးနိုင်တာတမျိုးပေါ့အဲ့ဒီကြားလေးမှာတော့နည်းနည်းလေးတော့အခက်ခဲလေးတော့ရှိတယ်ဘာလို့ဆိုတော့အစားအုပ်ငားတဲ့လူဆိုတာလဲသူလူကျင်တဲ့နေ့မှာဒီနေ့ရောက် င်တယ်ပေါ့နောက်တစ်ခုကသူတို့ဒီစာအုပ်လိုချင်တယ်ဆိုဒီစာအုပ်ရချင်တာဘာလို့ဆိုတော့စာဖတ်တဲ့လူကကျွန်တော်တို့ကဘာစာအုပ်လေးဖတ်ရှင်တယ်အဲဂျူးစာအုပ်ပဲဖတ်ရှင်တယ်အဲဒါမှမဟုတ်ဆရာပုံညခင်စာအုပ်ပဲဖတ်ရှင်တယ်သို့တော့ကျွန်တော်ကကြတော့ဘယ်လိုအမျိုးအစားကိုကြိုက်တာလဲဘယ်လိုစာရေးဆရာမအမျိုးအစားကိုကြိုက်တာလဲဘာသာပြန်ကိုကြိုက်တာလဲကျွန်တော်ကတော့ဒီလိုပြန်ပြချင်းလေးပြောလိုက်ရင်ကျွန်တော်အိမ်ရောက်ရင်အဲကြရင်ရွေးလိုက်မယ်ကျွန်တော်ကမနေ့ပိုင်းမသွားခင်ဆိုရင်ညဆိုရင်တော့မနေ့အဲသူတို့ပြောထားတဲ့အပိုင်းနဲ့ကနေပြီးတော့ကျွန်တော်ကမလုပ်လဲဆိုတော့စာအုပ်ရွေးတာပေါ့ အိမ်မှာရှိတဲ့စားအုပ်ကအကုန်လုံးကလည်းကျွန်တော်မသေးသွားနိုင်ဘူးအဲ့တော့သူတို့ဒီနေ့ယူမဲ့လူတွေရဲ့စားဖတ်မဲ့ပြန်ပြချင်းတဘောကိုကျွန်တော်ကြည့်လိုက်တယ်စားရေးဆရာစုံအောင်ထည့်တယ်အဲသူတို့ရဲ့လူကျင်တဲ့ပုံစံနဲ့အနည်းဆက်ဆုံးတူအောင်ယူသွားလိုက်တယ်ပေါ့အဲ့ဒီခါကျရင်သူတို့မျက်မြင်မှာရွေးလိုက်ရတာပုံစံပြေဟုတ်တယ်နော်တခါတခါတည်ရင်ဘလောက်လောက်များများတင်သွားလဲအရင်ကတော့ရှိမှာတော့စားအုပ်က120လောက်ထိကျွန်တော်သေးတယ်စားအုပ်120လောက်သေးတယ်ဆိုတော့အကြောင်းရင်းကရှင်းမူရင်းရှိတဲ့လူနဲ့ ငှားပြီးသားစာအုပ်နဲ့ကျွန်တော်လည်းပြန်လဲလို့ရဒါမျိုးဆိုတော့စာအုပ်ကတော့အဲ့မှာလဲပတ်တာ200ကျော်လောက်ရှိတာပေါ့နော်ဒါပေမဲ့လူများလာတာနဲ့အမျှတော့ဟိုသူတို့စီမှာငှားထားတဲ့ဟာရယ်ကျွန်တော်ရယ်ပေါင်းလိုက်တာပေါ့အဲ့ဒါပဲအပြန်လဲအေးလေးအာနေတဲ့အိမ်ရောဘယ်နားမှာလဲနေတာကျွန်တော်အနေနဲ့ကလက်ရှိနေတာတော့တာဂီတာပေါ့ ဆိုတော့ဟိုကိုအိမ်မှာရှိတဲ့အချိန်မျိုးတွေဘာတွေမှာဆိုရင်အိမ်မှာတစ်ချက်လောက်လာရွေးပြီးငှားကျင်တယ်ဆိုရင်လည်းငှားလို့ရလားအေးပေါ့တိုက်တိုက်ဆန်ဆန်ရှိတယ်ဆိုရင်တော့လည်းရတာပေါ့နော်များတော့အဖြစ်ကကျွန်တော်ကအိမ်မှာရှိတဲ့အချိန်ကနေခင်းမဲ့အချိန်နေ့အချိန်နဲ့ပြောမယ်ဆိုရင်ကျွန်တော်ကအိမ်မှာနည်းနည်းပဲရှိအချိန်နှစ်နာရီသုံးနာရီလောက်ပဲရှိတော့ညှိရတာတော့နည်းနည်းခက်တာပေါ့သို့တော့အကြံနာကတော့အားလုံးစီတင်ပြီးပို့ထားတယ်ဆိုရင်တော့ကျွန်တော် message တွေက reply မပြန်ဖြစ်တာတွေရှိပါမပြန်ဖြစ်သေးတာပေါ့နော်ကျွန်တော်မှလို့တတ်မှတ်ထားတဲ့အချိန်လေးကြာရင်တော့အကုန်လုံးပြန်ပေးပါဒါပေါ့တယောက်တည်းနဲ့ဟို operation အားလုံးကြီးကိုတယောက်တည်း run ရတယ်လို့ဖြစ်တာဆိုတော့လေ ဒါနားလည်မှာပါအားလုံးလေလေနောက်အခုလိုဒီ delivery ကိုတိုင်လုပ်ပေးနေတဲ့အခြေအနေတွေကြားထဲမှာအမှတ်တရလေးတွေအဖြစ်ပြက်လေးတွေရှိရင်လည်းနည်းနည်းတော့ပြပြပေးပါဦးအမှတ်တရကတော့အဓိကကတော့ဗာလဲဆိုတော့တချို့လေးတွေကကြတော့အဓိကလူကြီးတွေပေါ့အမှတ်တရကလူကြီးတွေတောက်ကလေးတွေပေါ့လူကြီးတွေကကြတော့ဗာလို့ရှင်တာလဲဆိုတော့သူတို့ကကျွန်တော်တို့စာအုပ်လာတာကိုစောင့်နေတာစောင့်နေရတဲ့အကြောင်းရင်းကသူတို့မှာစာအုပ်လည်းရှိတယ်အများကြီးပဲရှိတယ်ဘာကြောင့်စောင့်တာလဲဆိုတော့ကျွန်တော်ကိုပြန်ဖတ်စီခြင်းတဲ့စာအုပ်တွေပေးခြင်း ကျွန်တော်ကအဲ့ဒီဟာကကျွန်တော်တို့ကတော့ပုံလင်းပြောရအမှတ်တရအခုဒီဥစ္စာစပြီးတဲ့နောက်ပိုင်းမှာသူတို့ပြည့်တဲ့စာအုပ်ကိုဖတ်ဖြစ်တာပုံများနေ သူတို့ကကျွန်တော်ဒီစာအုပ်ဖတ်တင်တယ်လို့သူတို့မြင်တာနဲ့တူပါအဲ့လိုမျိုးဆိုရင်ကျွန်တော်အဲ့စာအုပ်တွေဖတ်ဖြစ်ဖတ်ကောဖတ်ဖြစ်လားဖတ်ဖြစ်တယ်ကျွန်တော်ပြီးအောင်ဖတ်ဖြစ်တယ်ပြီးအောင်ဖတ်ဖြစ်တယ်ဆိုတော့ဟိုသူပြေးလိုက်လဲကျွန်တော်ရအောင်ဖတ်လိုက်တယ်ဘာလို့ဆိုတော့တာဝန်တစ်ခုဆိုပေမဲ့သူရည်ရွယ်ချက်တစ်ခုနဲ့ကျွန်တော်ပေးဖတ်တာအဲ့ဒါကအခုမှလည်းမဟုတ်အရင်တော့ကလည်းကျွန်တော်ဘယ်စာအုပ်ဖတ်တင်တယ်ဆိုပြီးတော့လူကြီးတွေကဟိုဘက်တွေအခြားပြည်နယ်တိုင်းနေရာနေပို့တာတွေရှိအဲ့လိုမျိုးဆိုရင်လည်းကျွန်တော်ဖတ်ဖြစ်တယ်အဲ့တော့ဒီဟာမှာထူးထူးခြားခြားကတော့အဲလူကြီးတွေကပေးဖတ်တဲ့ဟာတွေ အဲနောက်တစ်ချက်ကတော့လူငယ်တွေပေါ့လူငယ်တွေဆိုတာ15နဲ့20ကျားလောက်အရွယ်တွေကကြတော့ဒီဆောင်းနဲ့စပိန်နဲ့ရောက်လာတဲ့အချိန်မှာဟိုဘယ်လိုပြောမလဲဟိုစိတ်လှုပ်ရှားမှုတစ်ခုခံစားရတဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်ဒီဟာမှာရွေးရမယ်ဆိုတဲ့ခံစားမှုကျွန်တော်ကအဲ့ဒီဟာပေါ်မှာဟိုစိတ်လှုပ်ရှားမှုဖြစ်သွားတာကိုကျွန်တော်ကျင်းတဲ့ အဲ့ဒါကျွန်တော်တို့အရသာလေးပဲဘာလို့ဆိုတော့အခြားစိတ်လုချရတဲ့အများကြီးပဲရှိတယ်ဗျဒါပေမဲ့ဒီနေရာမှာစိတ်လုချထားတာကိုကျွန်တော်ပိုကြိုက်တယ်တိုက် exciting အဲ့ moment လေးအဲ့ exciting ဖြစ်တာလေးကိုကြိုက်တာမိုက်တယ်အတိတ်ပဲလည်းရှိတယ်ဟိုစာဖတ်ဝါသနာတူတဲ့လူအချင်းချင်းက recommend ပေးတဲ့ဟာပြီးတော့ recommend ပေးလို့နေမဟုတ်ဘူးအဲ့ဖတ်စရာစာအုပ်ပါတခါလေးပေးလိုက်တာမျိုးဖတ်ရတယ်ဆိုတော့အရသာလေးကတော်တော်ကောင်းတာပေါ့နော်အဲအခုဒီအစီအစဉ်ကနေကြည်နေရင်းနဲ့စိတ်ဝင်စားရတယ်ဆိုလို့ရှိရင်အခုရဲ့အဲ့လိုဘယ်လိုမျိုး ဒီစာအုပ် order လေးတွေကိုလက်ခံတယ်လေဘလို့ရက်ဒီမှာဘလို့အချိန်နေပို့ပေးလဲဆိုတာလေးလည်းအကုန်လုံးပြီးသွားအောင်နည်းနည်းလောက် share ပေးပါဦးကျွန်တော်ကအလုပ်အရာ ရောအရှင်နေရတော့စာအုပ်တစ်ခါငှားရေကျွန်တော်ကနှစ်ပတ်လို့ခလာတယ် ဒါအလုတ်ကြောင်းရေလို့တော့မဟုတ်ဘူးများတော့အပြင်စာကြည့်လိုက်သေးသည်အဲနှစ်ပတ်တည်းငားကြတာရှိတယ်ပြီးတော့စာအုပ်ကန့်တထာရှိတယ်ပေါ့လူကျင်တလောက်စာဖတ်တူကလူကျင်တလောက်ပေးမယ်ဆိုရင်လည်းကျွန်တော်မပေးပါဘူးကျွန်တော်အနေနဲ့အများဆုံးပေးတဲ့စာအုပ်ကနာမည်တစ်ခုနဲ့ဖုန်းနံပါတ်တစ်ခုကိုကျွန်တော်က၄အုပ်အများဆုံးပေးတယ်၄အုပ်အများဆုံးပေးရင်နှစ်ပတ်အတွင်းမှာလူတစ်ယောက်ကအလုတ်လုံနေတဲ့လူဆိုရင်၄အုပ်ပြီးအောင်ဖတ်ဖို့ဆိုတော့မလွယ်ဘူးဒါပေမဲ့စာအုပ်တစ်အုပ်ကြကြနာနာဖတ်ရင်ဖြစ်တယ်ဒါပေမဲ့၄အုပ်တို့နှစ်အုပ်သုံးအုပ်ပေးရတဲ့အကြောင်းကဘာလို့လဲဆိုတော့တစ်ခါတည်းမှာကိုရွေးထားလိုက်တဲ့စာအုပ်ကဖတ်နေရင်တည်းမှာမညှိတော့မညှိတော့မညှိ တဲ့အချိန်မှာကျွန်တော်တို့အခြားစာအုပ်ပြောင်းဖတ်လို့ရအောင်လို့ကျွန်တော်ကမဟုတ်ဘူးဒီစာအုပ်ကြိုက်လည်းမဟုတ်နောက်ထပ်နှစ်အုပ်လောက်ထပ်ရွေးပါဆိုပြီးကျွန်တော်ပေးခဲ့ဒါကကျွန်တော်ပေးတဲ့ကိစ္စပါနော်နှစ်ပတ်တစ်ချိန်ကိုကျွန်တော်အမြဲတမ်းပြန်ကောက်တယ်အဲမလာခင်အချိန်တော်တွင်းမှာကျွန်တော်ကဖုန်းဆက်ပေးတယ် ဖုံးဆက်တယ်ဆိုတော့ကျွန်တော်ဘယ်အချိန်လောက်ရောက်မယ်ဆိုတော့ခံမှန်းကြည့်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကိုစောင့်နေရတယ်ဆိုတော့ window ဝင်ပိုးကြီးမဖြစ်စေကျွန်တော်ဒါကတော့ကျွန်တော်မှာအချိန်ရရောကားပိတ်တာပါညာရရောဖြစ်သွားနိုင်တာမို့လို့အဲ့ဒါကတော့မလာခင်နေ့တရက်ကြိုပြီးဖုံးဆက်တယ်အဲ့ဒီမတိုင်ခင်ကျွန်တော်နှစ်ပတ်တစ်ချိန်မပို့ခင်၄ရက်လောက်မှကျွန်တော်ကြိုပြီးတော့ကျွန်တော်အကောင့်ကပဲပေါ့နော်အဲ online ပေါ်တင်ပြီးဒီဘက်တော့စာအုပ်ပို့ဖို့ရှိပါတယ်ပေါ့ဒါပေမဲ့ပုံမှန်ကတော့ regular ကတော့နှစ်ပတ်တစ်ချိန်ပဲအလက်လေးဖြစ်တော့အောင်ပြန်တင်ပေးတာတော့ရှိတယ်သို့တော့အဲ့ဒီအချိန်မှာကတော့အသက်ငှားမဲ့လူတွေကတော့ကျွန်တော်စီရော message ပို့ရတာပေါ့အသက်ငှားမဲ့လူမျိုးပဲ ਨੇ မူရင်းငှားပြီးသားလူတွေကဘာမှပြောစရာမလိုတော့ကျွန်တော်ကကျွန်တော် contact ပဲလုပ်ထားတာဒီတိုင်းလေးပဲဖုန်းထဲမှာဆေးထားတာနဲ့ပဲဒီတိုင်းပဲအဲလှမ်းပြီးဆက်တွေ့လိုက်တာပါပဲအဲ့တော့အချုပ်ပြန်ပြောရရင်ကျွန်တော်ကအဲ့မှာနှစ်ပတ်တစ်ချိန်ကျွန်တော်ငှားတယ်တစ်ခါငှားရင်တော့နာမည်တစ်နာမည်ကိုအများဆုံး၄ရုပ်ထိငှားတယ် အဲလေးအုပ်ထက်တော့ဘယ်သူမှပေးမငှားဘူးအဲ့တော့တခါတည်းမှာမျက်နှာနာရမယ်သူမဟုတ်လူကြီးတွေဖြစ်တဲ့အခါပေးငှားမိတာမျိုးရှိအဲ့တော့ဟိုတလောတော့ကတော့အငငယ်ကြီးတယောက်ကကြကြနာနာပဲပြန်ပြောတယ်မဟုတ်ဘူးတဲ့စီကန်းတိုင်းပဲတဲ့တအုပ်ပြန်နှုတ်ထားလိုက်ပါတယ်ကျွန်တော်ကတော့ဘဘဖတ်ချင်ယူထားလိုက်ပေါ့နော်ဒါပေမဲ့မရဘူးတဲ့ ဒါလည်းကျွန်တော်တို့ကိုပြန်တင်ပေးတဲ့ဟာပေါ့နော်အဲ့တော့အင်္ဂိတွေကကျွန်တော်တို့စီကယူတယ်ဖွားဖွားတွေလည်းပါတယ်သူတို့ယူတယ်ဆိုတာကျွန်တော်တို့စီကစာအုပ်တွေရဖို့တည်းကျွန်တော်တို့နဲ့တွေ့ဖို့ပေါ့တွေ့မယ်ပြီးရင်သူတို့ဆောဆောကပြောလို့ဒီဟာလေးတွေတော့ဖတ်ပါဟိုဟာလေးတွေတော့ဖတ်ပါသူတို့ကတော့ဘာဖတ်ထားတယ်ဒါမျိုးလေးတွေပါပဲကျွန်တော်ဘာထပ်ပြီးစဉ်းစားမိလဲဆိုတော့လေဒီလိုမျိုးကိုကအဲ့ဒီစိတ်ကူးလေးရဲ့နောက်ဒါတော့တကယ်လည်းအကောင့်ထဲပေါ်ပြနေတယ်ဆိုတော့နည်းနည်း collaborate လုပ်ချင်တဲ့ကျွန်တော်မိတ်ဆွေတွေရှိရင်ဟိုမှာကိုလည်းအိမ်မှာစာအုပ်တွေဒီတိုင်းပဲဖြစ်နေတယ်ကိုလည်းအားလုံးဖတ်ပြီးသားအာ ဥပပေါင်းပြီးတော့လူကျင်တာပဲဖြစ်ဖြစ်ဒီအစည်းအဝေးလေးမှာပါဝင်ကျင်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီလေးနဲ့အဲတခါတည်းကိုရင်စာအုပ်တွေလည်းလာပြီးကုသိုလ်အနေနဲ့ပေးလို့ရတယ်နောက်တစ်ခါကဒီလိုပို့ပေးတဲ့အစည်းအဝေးမှာလည်းတယောက်တည်းမဟုတ်ပဲနောက်ဆိုအဖွဲ့လေးဒါမျိုးလေးဖြစ်လာတယ်ဆိုလည်းမစိုးဘူးလေတိလားလိုက်ပို့ပေးနိုင်တဲ့ကိုရဲ့စပိန်လေးတွေနဲ့ကိုဘော်ဒါတွေအဖွဲ့လေးတစ်ခုဖြစ်လာတယ်ဆိုရင်လည်းပို့ပြီးပြင်းပြင်းနဲ့နဲ့ကျွန်တော်တို့ရောက်နိုင်တယ်ဆိုတော့အဲ့ဒါလေးကိုတော့ကျွန်တော်ဒီအစည်းအဝေးကနေပြီးတော့ဟိုအားလုံးကို မြစ်တရက်ခန့်ကျင်ပါတယ်ဒါမျိုးစိတ်ကူးလေးတွေရှိတယ်ဆိုရင်လာရောက်ပူပေါင်းပေးပါကျွန်တော်တို့လူတွေအများကြီးစာဖတ်ဖို့အတွက်ဟိုကျွန်တော်တို့ဝိုင်းဝန်းပါဝင်ပေးရတဲ့ကုသိုလ်အရာရောအာပြီးတော့လူတွေပညာဗဟုသုတဒုတက်ဖို့အတွက်တစ်ဖက်တစ်လမ်းကနေကူညီပေးရတဲ့ကုသိုလ်အရာရောကျွန်တော်တို့အရန်ဟိုဗျမ်းမိုက်တဲ့လူမှုရေးအစီအစဉ်လေးပါဆိုတော့ဖိတ်ခေါ်ပါတယ်လာရောက်ပူပေါင်းလို့လည်းရပါတယ်ခင်ဗျာ ဟုတ်အဲ့ဒါဆိုအချိန်ပေးပေးတာလည်းကျေးဇူးတင်ပါတယ်ဒါလေးလာပြောပြပေးတာကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ပြီးရင်အာနောက်ထပ်ဒီလေးတော့ပို့ရမယ့်ရက်ဒီမှာလည်းအခုတော့နည်းနည်းလောက်ရုပ်လေးလိုက်ရိုက်ချင်ပါတယ်နော်ဟုတ်ပါပါဟုတ်ပါပါ Thank you ပါ